လူငယ်တိုင်းအတွက်ပစုံလုံးမှာဥကောင်းမပါဘူးဒါပေမဲ့ချမ်းချမ်းသာသာနေဖို့အတွက်ကိုတွင်းကိုတူးရတဲ့ဥကောင်းပါတဲ့သူကနေရာတကာဟိုလူမိကိုဒီလူမိကိုလုံနေရင်ပစုံလုံးကိုအားနာဖို့ကောင်းတယ်ဘဝဆုံးယုံနေတဲ့လူငယ်တွေကိုကဲခတ်ကြည့်ရှင်းမဆနိုင်ပဲစိတ်ပြက်နေတဲ့သူတွေရှိတယ်အစိုးလောကရန်နှိမ့်ဆက်ခံရလို့လက်လျှော့အရှုံးပေးနေသူတွေရှိတယ်တခါရှုံးယုံနဲ့လုံးဝရှုံးသွားပြီလို့တတ်မှတ်လိုက်ရင်လိုတက်ဖို့အခွင့်ဆိုတာပျောက်ကွယ်သွားမှာပေါ့အတောင်မှမခတ်တဲ့ပူဆုံးကျူးမှအယောင်ထွက်ဖို့ခက်တယ် ညီမကြတဲ့စူးစမ်းမှုမရှိတဲ့လူငယ်မှလည်းလိုတက်လာဖို့ခံပါပဲလူငယ်တယောက်ရဲ့အနစ်အမြုတွေဆိုတာမျောလင်းကြတဲ့အိမ်မက်ပါဘဝမှာမောကြီးရတဲ့အိမ်မက်မျိုးတော့လူငယ်မှန်သမျှမတင်ကြတာပေါ့ဖူးကျွန်ထက်မြက်တဲ့လူငယ်ဆိုတာကိုဘဝကိုလည်းမြင့်တင်နိုင်သလိုသူတစ်ပါးတို့ရဲ့ဘဝကိုလည်းမြင့်တင်ပေးနိုင်စွမ်းရှိတယ်စာနာစိတ်ရှိတဲ့လူငယ်ဆိုတာတကူပေါင်းဆန်စိတ်နဲ့ပါသလိုတစ်ပါးသူတို့ရဲ့စိတ်ပင်ပန်းမှုကိုလည်းမျှဝေခံစားပေးတတ်ကြတယ်အသားဖြူခြင်းမဖြူခြင်းရုပ်ရည်လှခြင်းမလှခြင်းတွေကလူငယ်တယောက်ရဲ့တန်ဖိုးမဟုတ်ဘူး ဘလောက်အစွမ်းစားရှိမရှိဘာတွေလုံးနိုင်မလုံးနိုင်ဆိုတာကမှလူငယ်တယောက်ရဲ့တန်ဖိုး